မေတ္တာဇာယင်လေးစီးပြီးနေထိုင်နိုင်ခဲ့မယ်ဆိုရင်နော်ဝုဒ္ဓကတာယတိယမြေဝုဒ္ဓကဲ့သို့ပြုလုပ်နိုင်ခဲ့သည်ရှိသောဘယ်မှာရက်နေလဲမေတ္တာဒီဟူသောမြေပေါ်မှာရက်တည်ပြီးနေတယ်တင်စားပြောတာပဲနော်အနုဋ္ဌိတာယဆွမ်းမြေသောဆောက်တည်ထားအပ်သည်ရှိသောတခါတည်းံပွားသည်မဟုတ်ဘူးစိတ်ထဲမှာကဒီမေတ္တာဘာဝနာပွားခြင်းနဲ့အချင်းပွားလို့ရအောင်ဆွဲနေအောင်ပွားထားတယ်ပရိစီတာယရှိမှုအသည်ရှိသောသုံးသမရတ္တယကောင်းစွာပွားများအထောက်အထည်ရှိသော ဧကတတနိတ္တန္တ၁၁ဘာဂုံသောအကျိုးအနိတ္တတို့ကိုပါတိကင်ခမချုဧကံရလိမ့်မည်ဟုမျှော်လင့်အပ်ကုန်၏၁၁မျိုးသောအကျိုးတွေမချုဧကံရလိမ့်မည်အဲ့ဒီ၁၁မျိုးကဘာလဲကတမေဧကတတအဘယ်၁၁မျိုးတို့နိဟုမူကဒုက္ခသူပတိဒုက္ခချမ်းညံတတသူပတိအိစေယဤနံပါတ်၁နံပါတ်၂ဒုက္ခချမ်းညံတတပရိဘုဇ္ဇတိအိယမနောယဤနံပါတ်၃ နဘာပကံသူပိနဘတ္တိဘာပကံမကောင်းတဲ့သူပိနအိမ်မဲဆိုကနဘတ္တိဘယ်တော့မှမမြင်မရပါ့။အိမ်မဲဆိုဘယ်တော့မှမမြင်ရဘူးနော်။အိမ်မဲဆိုရင်ဘယ်တော့မှမမြင်မရဘူး။နံပါတ်၄မနုဿာဏပိယောဟောတိမနုဿာဏလူသားတို့ကပိယောချစ်ခင်များတို့အတ္တိဟောတိဖြစ်လူသားတွေကမိမိကိုသိပြီးချင်းမြအနုတယ်။အမနုဿာဏပိယောဟောတိအမနုဿာဏနဘလူတို့ကပိယောချစ်မြတို့အတ္တိဟောတိဖြစ် နတ်ဘလူတွေကလည်းသိပြီဖြစ်တယ်။ဒေဝတာရခန္တီဒေဝတာနတ်တို့ကရခန္တီစောင့်ရှောက်ကြကုန်၏။နတ်တွေကလည်းစောင့်ရှောက်ပြီးတယ်ဘယ်နှခုဖြစ်သွားပြီလဲ။ခုနောက်ခုနှစ်နတ်တာအဂိဝဝိတံဝသတ္ထံဝကမတိအတ္တထိုမေတ္တာဇံပေါ်မြနေတဲ့ပုဂ္ဂိုလ်အအဂိဝမိတိလကောဝိတံဝအစိတ်တိလကောသတ္ထံဝလည်းနဲ့တိလကောနာကမတိမဆူရှပေမကြောက်ရောက်ပေ ဘယ်တော့မှမီးမလောင်ဘူးဘယ်တော့မှအစိမ့်မတင်ဘူးဘယ်တော့မှလက်နဲ့မထိနိုင်ဘူးဒီကကြီးတွေဒုံပြီးစိတ်ဓာပြီးစိတ်ထိုးနေဖို့လိုသေးလားမလိုပါဘူးဟုတ်တယ်မလားအကောင်းဆုံးလက်နဲ့တစ်ခုဖြစ်တယ်နော်နောက်တစ်ခုတုဝတ္တံစိတ်တံတမာရိယတိတုဝတ္တံစိတ်တံတုဝတ္တံလှလင်းမြောင်မြန်းစိတ်တံစိတ်တိတမာရိယတိတိကြည်တတ်၏စိတ်တံ တမာတိထူထောင်မယ်ဆိုလို့ရှိရင်အမြန်ဆုံးတမာတိဖြစ်တယ်မေတ္တာဇံပွားနေတဲ့ပုဂ္ဂိုလ်များနားလည်ပါလေနော်မေတ္တာရိဇံလေးတွေဝင်စားပြီးတယောက်ပြီးတယောက်တယောက်ပြီးတယောက်ပြောင်းပြီးပွားချင်းချင်းတမာတိဇံတမာတိတွေမဖြစ်ဘူးလားဖြစ်တယ်ဖြစ်လို့ဒီတမာတိတွေကအချိန်ထက်လာလို့အတ္တမိမိပြီးရချစ်တဲ့ပုဂ္ဂိုလ်မေဇတ္တအလဲလပုဂ္ဂိုလ်ဝေရိယန္တုပုဂ္ဂိုလ်ဒီလေးဥကိုညီအောင်ပွားပြီးလို့မေတ္တာဇံတွေဖြန့်လိုက်မြင်တပိသတ္တတပိပန္နသတိမေတ္တာဇံတွေဖြန့်ပြီးဝင်စားလိုက်ရင် စွမ်းအားတွေကထက်လာတဲ့အခါတခါရင်တွေ့မှာငါးရနဲ့ဆိုရင်ရှစ်သူမေတ္တာကိုပွားလို့မရနိုင်ဘူးလားရနိုင်သွားတယ်ကျွမ်းကျင်လိုက်တမာတိတွေတိတ်ပြီးတော့အဖြစ်မြင်တယ်နော်နံပါတ်ဘယ်လောက်ရောက်သွားပြီလဲနံပါတ်6 9ကဲနံပါတ်9မုခဝန္တော်ပတိတ္တိမုခဝန္တော်မျက်မျက်နှာအစင်သည်ပတိတ္တိကြည်လင်၍နေ၏မေတ္တာစာဝင်စားနေတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာသိကြည်ကြည်လင်နေညထာယီနီရဲ့ဘိဒောတာကြီးနဲ့စူးစူးအောင်းအောင်ဖြစ်နေတာနဲ့ ကြီးလင်းနေတဲ့မေတ္တာဇံလေးဝင်စားပြီးသူတစ်ပါးပေါ်မှာမေတ္တာကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာဓိမေတ္တာပွားနေတာနဲ့ဘယ်လိုမျက်နှာကြီးလင်းမလဲစဉ်းစားကြည့်နော်မေတ္တာကအသိကြီးလင်းနေနော်တစ်ခက်သားကိုဒီမေတ္တာဇံမျိုးထားလိုက်တော့တစ်ခက်သားကိုချစ်ခင်တဲ့ကာယကံမေတ္တာလေးနဲ့စကားပြောမယ်ဝစီကံမေတ္တာလေးနဲ့စကားပြောမယ်မနောကံမေတ္တာလေးနဲ့စကားပြောမယ်ဆိုရင်အပြောခံရတဲ့ပုဂ္ဂိုလ်ကဒီပုဂ္ဂိုလ်အပေါ်မှာကျေနပ်မသွားဘူးလားသိကျေနပ်သွားတယ်ပြောချင်တာတွေကိုတပုံကြီးပြောချင်တယ်လို့ပြောထည့်လိုက်ရင်တစ်ဖက်ကကျေနပ်မှာ ြည့်လိုက်ဒေါသနဲ့မတူဘူးထိတ်တဲ့ဆန့်ကျင်ပဲနော်ဒါကြောင့်မုခဝန်သောမျက်နှာအစင်းသည့်ပတိတ္တိကြည်လင်ဤနောက်တစ်ခုအတ္တမုံလောကလံကရောတိ30အတ္တမုံလောမတွေ့မဝေဖက်ကလံကလံကရောတိသိကြရဤပြရဤမေးမယ်ဆိုလို့ရှိရင်တဝေမှုမရှိဘဲနဲ့သိရတယ်မေတ္တဆံဝင်စားပြီးသိမတွေ့မဝေဖက်နဲ့သိရတယ်နော်ပြီးတော့မှအကျင့်ထက်ရှင်းပြမယ် ဩဒရီအပ္ပိဝိဇ္ဇံတောမြမလောကုဘဂဝဟောတိဩဒရီအထက်မညာဖုန်ညာကိုအပ္ပိဝိဇ္ဇံတောထိုးတွင်မတိကတိရှိသောမြမလောကုဘဂဝမြမဘုံသောအကရောက်ရသည်ဟောတိဖြစ်၏အထက်အထက်မညာဖုန်ညာနှင့်ကိုမရဘူးထားပါတော့အောက်ထင်ပိုင်းခြားအဖြစ်မြမပြေကိုတော့ကျင်းတည်ရောက်မှာဒီကကြီးဒီအပယ်လေးပုံရောက်ထတဲ့မြမပြေရောက်ထပရင်ကောင်းမလားဟမ်အဲ့ဒီနေရာကိုရောက်စီနှိမ့်တဲ့စွမ်းအားတွေထင်ရှားရှိနေတယ်ဆိုရင်ဒီစွမ်းအားမျိုးကိုရယူထားဖို့မကောင်းဘူးလား သင်ကောင်းတယ်ဘယ်တော့ကြိုးစားရမလဲတားရီမရီကိုလှုပ်ကြည့်ရတာနဲ့ဒီမိတ္တဇံလေးရအောင်ကြိုးစားရတယ်အချိန်ချင်းတိုင်းတန်ကြည့်လိုက်ရင်ဒီမိတ္တဇံရအောင်ကြိုးစားရတယ်ဘယ်လောက်များကြိုးစားရမလဲဟမ်တချို့ဆိုရပိုင်းအတွင်ရသွားတယ်တချို့လဲလက်ပိုင်းအတွင်ရပါတယ်တားရီမရီကြိုးစပြုစုလှုပ်ကြည့်နေရတာကဘယ်လောက်ကြာမလဲဘယ်နှစ်နှစ်မှလည်းမသိဘူးနောက်ထပ်လည်းဘယ်နှစ်နှစ်မှမသိဘူးနှစ်ပေါင်းများစွာအချိန်အချိန်နဲ့အကုန်ခံနိုင်ပြီးတော့မိမိရဲ့ကောင်းစားရေးကြတော့မှ ရပ်ပိုင်းလေးလက်ပိုင်းလေးလောက်တော့မှအချင်းကုန်မခံနိုင်ကြဘူးဆိုလို့ရှိရင်တော့ဒီကကြီးတွေညံ့နေပြောမလားမညံ့ဘူးပြောမလားဟမ်ကိုကိုကိုညံ့နေလို့သိရင်တအများကြီးတော်နေပြီဟုတ်တယ်မလား9ရက်ဆိုပြီးလာတရားဝင်တဲ့ပုံကိုယ်ကြီး9ရက်ဆိုပြီးလာတရားဝင်တဲ့ပုံကိုယ်ကြီးဒီမှာမရှိဘူးလားဒါပြင်အဲ့ဒီပုံကိုယ်ကြီးညံ့တာမညံ့ဘူးလားဟမ်အဲအဲ့ဒါစဉ်းစားကြစဉ်းစားကြနော်ဒါမေတ္တာအကျိုးနော် မေတ္တာအကျိုးစေတဘာဆိုပြီးတော့သူကအထက်ကရကရှင်းထားတယ်နော်အဲဒီတော့ဒီမေတ္တာအကျိုးစေတဘာနဲ့ပတ်သက်ပြီးတော့အထက်ကရဆရာတော်ကနည်းနည်းလေးထပ်ပြီးချက်ပြီးဝေဖန်ထားပါတယ်နော်ပြီးတော့ချမ်းချမ်းသာသာအိပ်စေရတယ်ဆိုတော့ဘယ်လိုအိပ်ထာမျိုးကိုချမ်းချမ်းသာသာအိပ်စေရတယ်ပြောတယ်ယထာတေတာဇဏတံပရိဝတ္တမာနကကိသမာနဒုက္ခံသူပန္တိအေဟောအတုပိတဝါဒုက္ခံသူပတိနေတံဩကံတောပိတမဘတိတမဘနောဝိယဟောတိ သေးသာဇဏမေတ္တာဇံမပွားများတဲ့အခြားအခြားသောပုဂ္ဂိုလ်တို့ဒီကသံပရိဝတ္တမာနတပြောင်းပြန်ပြန်လှဲ့ပတ်ကြကုန်လျက်ဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်ကာကိသမာနခယောင်းကတံမိတန်းကြကုန်လျက်အဒုက္ခဆင်းရဲရရသူပန်းတိယထအိစေကြရကုန်တဲ့ကဲ့သို့ဧဝံဤသောအတုဘိတဝမအိစေရမူ၍ဒုက္ခခြံနံသာသာသူပတိအိစေရပေ၏အိမပြောတတ်တဲ့ယောဂရှိတဲ့ပုဂ္ဂိုလ်တွေအတွက်အိစေအကောင်းဆုံးဟုတ်ဘူးလား ကောင်းဆုံးပဲဒီတဲ့ကောင်းတဲ့အိမ်စီဘာရှိသေးလဲကုသိုလ်လည်းရတယ်အဲ့လိုလည်းကောင်းတယ်ဟုတ်အိမ်စီကပတ်ဆံကုန်တယ်ရပတ်ဆံကုန်လားတပြားမှမကုန်ပါဘူးလူတွေကပတ်ဆံတပြားမှမကုန်တဲ့အလုပ်ကြတော့သိပြီမလုပ်နိုင်ဘူးပတ်ဆံကုန်တဲ့အလုပ်ကြရင်တော့အာအမတန်အလုပ်လုပ်လို့ကောင်းတယ်ဟုတ်တယ်မလားဘာမဟုတ်တဲ့ဟောပါလဲဘီလီယံဖိုက်တို့လို့စီးရီးအစားယောဂါလည်းထိုးပြီးမလာဘူးလားတို့လာနိုင်တယ်အဲ့ဒီစီးရီးဆွဲပြီးတော့နောက်တော့မဖြစ်သင့်တဲ့ယောဂါကြီးဖြစ်ကုန်ကြတယ်နော် ဒါကြောင့်တခြားတခြားမိတ္တဆံမဝင်စားတဲ့ပုဂ္ဂိုလ်တွေကဒီပြောင်းပြောင်းများဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်နဲ့ဘယောင်းကရံပါဇက်ကဟိုပြောလိုက်ဒီပြောလိုက်ပြောပြီးတော့စင်းစင်းရဲနဲ့အိရတလို့မိတ္တဆံဝင်စားတဲ့ပုဂ္ဂိုလ်ကအဲ့ဒီလိုဘယ်တော့မှမအိရဘူးတဲ့ချမ်းချမ်းသာသာလေးနဲ့အိရတယ်ချမ်းချမ်းသာသာနဲ့အိပ်ပြီးတော့ဘာဖြစ်တယ်နေတံအိပ်ပြောခြင်းတော့အောက်ကတော့ဖြစ်တဲ့ရောက်တော့လည်းပဲတမပတ်တိန်တမပန်တော်ဝိယတမပဝင်စားနေတဲ့ကဲ့သို့ဟောဒီဖြစ်၏အိပ်ပြောတယ်ဆိုတော့လည်း သမဘဝင်စားနေတဲ့ပုံကိုယ်ကြီးငြိမ်သက်ပြီးနေတယ်လို့ပဲငြိမ်ငြိမ်သက်သက်ချမ်းချမ်းသာသာလေးနဲ့အိပ်ပျော်နေတယ်သမဘဝင်စားနေတဲ့အတိုင်းပဲမိတ္တဇံကိုဝင်စားပြီးအိပ်လိုက်ရင်အိပ်တဲ့အချိန်ခါမှလည်းသမဘဝင်စားနေတယ်လို့ပဲငြိမ်သက်ပြီးအမတန်ချမ်းသာနေတယ်ဒါသိကောင်းတယ်နော်ဒါနံပါတ်1ချမ်းချမ်းသာသာအိပ်ရဖို့နောက်နံပါတ်2ကဘာလဲဒုက္ခပဋိပုစ္ဆတိချမ်းချမ်းသာသာအိပ်ရမှလို့ရတယ်ဘယ်လိုလို့လဲယထာအိဉ္ဉေနိတုအနန္တဝိဇ္ဇံဗန္တာတံပရိဝတ္တန္တာ ဒုက္ခပတိပုဇံတိအေယောအပတိပုဇိတဝဝိကတမာနာမိဝမတုမဒုက္ခံနေပိကာရံပတိပုဇတိအင်းကြီးအခြားတဝကုံသောမေတ္တာဇံမဝင်စားတဲ့ပုဂ္ဂိုလ်တို့ဒီကနေထုနန္တညီးတွားကြကုန်လျက်ဝိဇံဗန္တာခြေလက်ဆန့်ကြကုန်လျက်တံပရိဝဒန္တတပြောင်းပြန်ပြန်လှဲ့ကြကုန်လျက်ဒုက္ခံစင်ရင်ရရပတိပုဇံတိယထာနိုးကြရအကုန်တကဲ့သောအေဝံဤသောအပတိပုဇိတဝမနိုးကြကုန်ပဲ မေတ္တာဇာမဝင်စားတဲ့ပုဂ္ဂိုလ်များကြတော့ဘာဖြစ်လဲအိယာကထတယ်ဆိုတဲ့ကညီးတန်လေးပါလာတယ်ဟုတ်လားမဟုတ်ဘူးလားအမလီကောင်းကြီးလေးကဲ့လိထားကိုလေးဒီလေးကဲ့လိထားမညီးဘူးလားညီးတယ်နော်ဝိဇံဗန္တာဝါဆိုတချို့တန်းလိုက်ကန်သေးတယ်ဟုတ်တယ်မဟုတ်လားနောက်တကုတ်တန်ပရိဝတ္တန္တာဟိုဘက်လှဲ့လိုက်ဒီဘက်လှဲ့လိုက်ချင်းချင်းအိယာကမထနိုင်သေးဘူးအဲ့ဒီလိုစဉ်စဉ်ရဲရဲနဲ့အိယာမှတို့ကြရတယ်အဲ့ဒီပုံစံမျိုးမဟုတ်ပါဘူးတဲ့မေတ္တာဇာဝင်စားနေတဲ့ပုဂ္ဂိုလ်တွေကနော် ဝိကတမန္နာမိဝဘဒုမပွင့်တင်စာဖြစ်တဲ့ဘရုံမကြာပန်းခဲ့တော့ဘလောက်ကောင်းလဲဟမ်ဘရုံမကြာပန်းကြီးပွင့်တင်စာအမတန်အမွှေးကလည်းအနတ်ညီကလည်းတိတ်ကောင်းလှလည်းမလှဘူးလားတိတ်လှတယ်ပွင့်တင်စာဖြစ်တဲ့ဘရုံမကြာပန်းလိုပဲသူကံချဉဏ်တာတနိဗ္ဗိကရံဖောက်ပြမှုမရှိပဲပရိပုစ္ဆတိအိယမနှိုးရဤပွင့်တင်စာဘရုံမကြာပန်းလိုပဲချဉဏ်တာတနိဖောက်ပြမှုလုံးဝမရှိပဲအိယကနှိုးလာရတယ်တိတ်ကောင်းတယ်တိတ်ကောင်းတယ်နော် အိတ်တော်လည်းချမ်းချမ်းသာသာအိပ်ရတယ်နိုးတော်လည်းချမ်းချမ်းသာသာလေးပဲနိုးလာရတယ်အရသာမရှိဘူးလားရှိတယ်ဟာအရသာဆိုတာကတော့ဥစဉ်ပြောလို့ရင်မဟုတ်ဘူးနော်ဒီအရသာလေးကိုခံရင်လို့ပြောတာမဟုတ်ဘူးမေတ္တာဘာဝနာရဲ့စွမ်းအားရှိဆိုအနုဘုံကြီးမားဘုံကိုပြောခြင်းနဲ့အတိပဲပါနော်နောက်တစ်ခုအိပ်ပြောတဲ့အချိန်ခါကြတော့လည်းဘာဖြစ်လဲနံပါတ်3ကနဘာဘဂံသူပိနံပတ္တိအိမ်မဆိုးဘယ်တော့မှမမဲ့ဘူးသူပိဏပတ္တံတောပိပတ္တကမေဝသူပိဏပတ္တိသူပိဏအိမေကိုပတ္တံတောပိ မြင်မဲ့တော်လည်းပဲဗတ္တကမေဝံကောင်းဗတ္တကမေဝံသူပိနံ